ဝိဇ္ဇာစရဏတမ္ပနာဂုံတော်ဖွင့်ကျင့်မဲ့ယံသောဘဂဝါထိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိအိမိနာသကာရဏိနံသုံးပါးရှစ်ပါးနှမျိုးအပြင်ဩဒါပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာန်တည်းအမြတ်ရတုစေကယံဖြစ်အမှန်သိသည်အကျင့်စရဏ15ဝါနေ့ တကောဥတ္တံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လီဝိဇ္ဇာစရဏတပနံဝိဇ္ဇာစရဏတပနဟုသောဘုံတော်ကြီးဖြင့်အချိမကုံမြမဘုံတယံပြက်လိုက်ကြောကြံဒေရှားတော်မူပါ၏တေကံကြည့်ရှုရန်အိဗေဝိဇ္ဇာစရဏတပနဂုံတော်သည်ဝိဇ္ဇာတရားစရဏတရားနှင့်ပြည့်စုံတော်မူ၏ဟုသောအ ਨੇ ကိုပြ၏ ဝိဇ္ဇာအတိညာဉ်စရဏအကျင့်တံပန္နပြည့်စုံ၏သုံးပါးရှိပါဉာဏ်ဝိဇ္ဇာတိအတိညာဉ်ပညာဟူသောဝိဇ္ဇာကိုအချုပ်သုတ်တံဒေသနာတော်၌သုံးပါးအချုပ်သုတ်တံဒေသနာတော်၌ရှိပါဟုနှမျိုးအဖြစ်ဟောထားတော်မူသောကြောင့်ဝိဇ္ဇာသုံးပါးဝိဇ္ဇာရှိပါဟုကွဲနေသည် ဆောင်းသုံးပါးဝိဇ္ဇာပုတိအာနေဝိဇ္ဇာရှိရဲ့ ဝိပတ်စေတုံမနောမယိဒီနှစ်အိမ်ထက်သိရေကျွက်လေဝိဇ္ဇာသုံးပါးပုဝေနိဝါသာလကတိညံရှိရှိဘဝ၌ကြုံတွေ့ကြသည်များကို ပြန်၍အောင်မေ့နိုင်တော်ညံဒိဗ္ဗစကုညံနတ်မြစ်စီကဲ့သို့ဝေကွာသောအစဉ်သိငယ်သောအစဉ်ကိုမြင်နိုင်တော်ညံအတဝခယညံကိနေတာအတော်တို့ကိုဂုံစေနိုင်သောအရဟတမေညံ ဝိဇ္ဇာရှိပံဝိပဿနာဉ္စအနိစ္စဒုက္ခအနတ္တဟုယုံနာတရားအလုံးကို သိမြင်နိုင်သောဉ္စစေတောပရိယဉ္စသူတပါးဤစိတ်ကိုသိနိုင်သောဉ္စမနောမယိတိဉ္စမိမိခန္ဓာကို အတွင်း၌အလားတူကိုယ်တမျိုးကိုစိတ်ဖြင့်ဖန်ဆင်းနိုင်သောဉ္စဒိဗ္ဗသောတဉ္စနတ္တုဤနာကဲ့သို့ဝေသောအတံ သေးငယ်သောအတန်ကိုကြားနိုင်သောဉာဏ်အိဒိဝိဒဉာဏ်မြေရှုံးမှုပြန်စသည်ဖြင့်တကောမျိုးမျိုးကိုဖန်ဆင်းနိုင်သောဉာဏ်ရှေ့သုံးပါးတွင်ဤ၅ပါးကိုထည့်လျင်ဝိစာရှိပါဖြစ်၏နိဗ္ဗာန်တက်အကျင့်စရဏမပြည့်စုံနိုင်သောအရာကိုအမြတ်ဥခေါ်၏သူအမြိုက်နှင့်တူသောနိဗ္ဗာန်တက်သို့ရောက်ဖို့ရင်ကျင့်သောအကျင့်ကိုစရဏဟုခေါ်သည်စရဏ၃၅ပါး သောတတတတိဟိရိဩတေဝိရိယနေသုတပညာခုနှစ်ပြတတ္ထမဟုပြံထိုတတ္ထမခုနှစ်ပြနေဘောဇာတိအိဇံလေးကြိမ်ထာဣစေငါမတ္တာစရဏတတ္ထကုသိုလ်အကုသိုလ်ကံရှိသည်ထိုကံဤကောင်းကျိုးမကောင်းကျိုးရှိသည်ယရဏသုံးပါးရှိသည်နမဝရှိသည်ဟုယုံကြည်မှုတတိ ကုသိုလ်ကောင်းမှုဆံရ၌အမယံမှုဟိတိမကောင်းမှုဒုစရိုက်မှရှစ်မှုအတ္တပမကောင်းမှုဒုစရိုက်မှကြောက်လန့်မှုဝိရိယကုသိုလ်ကောင်းမှုကိစ္စ၌အာထုံမှုတုဒ္ဒအကြာမြင်များမှုပညာအရာရာ၌တက်သည့်လိမ်ပါမှုဤကသတ္တမဟုခေါ်ရသောသူတော်ကောင်းတရား5ပါးသည်သူတော်ဥစ္စာ၌ကံ တတိနေဝရိယကိုနှုတ်ပြီးလျင်သီလသီလဆောင်မှုစာကစွန်ခြင်းလူတိုင်းမှုထည့်၍ရည်တွေ့ရသည်ဘောဇနီမတ္တိညုတံစာတော့ရာ၌မိမိနှင့်သင်မသင်နိုင်ချင်း၍အတိုင်းရှိသည်မှုဇာကရိယာနုယောဂနုနုကြာကြာအိမ်မှုအိမ်အနေနဲ့မှုသီလစံရသီလကိုနေ့စဉ်ဆောင်ထိန်မှုအိဂရိယတံဝရတွေ့မြင်ကြသည်သမျှ၌ လောဘဒေါသစသည်မဖြစ်စေဘဲမျက်စိနာစသောအင်္ဂရိများကိုညင်တဲ့အောင်ဆောင်စည်းမှုပထမဇံဒုတိယဇံတတိယဇံသတုဒ္ဓဇံပေါင်းစရဏ15ပါးဖြစ်၏ဝိဇ္ဇာဟုသောအသိဉာဏ်ရှိတော်လဲစရဏဟုသောအကျင့်မရှိကနိဗ္ဗာန်မရနိုင်စရဏအကျင့်သာရှိ၍ဝိဇ္ဇာဟုသောအသိဉာဏ်မရှိလျှင် လမ်းမှန်မရောက်ဘဲအလွဲကိုကျင့်နေသဖြင့် ခီးမတွင်ပဲရှိဤရှင်တော်မြတ်ဘုရားကအထောထိတ်ဖြစ်သောဝိဇာဉဏ်စရဏအကျင့်နှင့် ပြည့်စုံတော်မူပါ၏။တိုက်တွန်းကြအရာရာ၌အသိဉာဏ်ဖြင့်အမှန်ကိုကြင့်ကြံအားထုတ်မှသာထမ်းမြောက်နိုင်သည်။ယခုအခါ၌ကအသိဉာဏ်ရှိပါလျက်သိသလားကြင့်ကြံအားထုတ်မှုစရဏမရှိသောကြောင့်အောက်ကြနောက်ကြဖြစ်နေသူတွေများလား၏။ထို့ကြောင့် ဖျားရှင်ဤဝိဇာစရဏတမန္တဂုံတော်ကိုအာယုံပြုလျက်ချီးညိုကြပြီးနေမိမိတန်တန်၌အတိရောအကျင့်ပါနှစ်ဖြာလုံးပြည့်စုံအောင်ကြိုးစားသင်ကြသည်